ိုးသွင်းခံရတဲ့ထိုးသွင်းနိုင်ရမျိုးဆိုရင်အနာပတ်လည်မှာညရဲ့ရောင်ရမ်းပြီးသွားတော့နာကျင်နေတဲ့အနာပိုးဝင်တဲ့လက္ခဏာမျိုးရှိနေတဲ့ဆိုရင်ခလေးမိခိုင်ကာွယ်စေးထိုးထားတဲ့နောက်ဆုံးချိန်ဟာအင်မတန်ကိုကြာနေပြီဆိုရင်လူဒါမှမဟုတ်ရင်တတိဆန်တစ်ခေါက်ကောင် အကိုက်ခံရတဲ့အနာမျိုးဆိုရင်ဒဏ်ရာဆုံးကတပြောင်းနေမဟုတ်ပဲနဲ့တွန့်ခေါက်နေတယ်ဆိုရင်ပြီးတော့ဒဏ်ရာအစွန်းနှစ်ဖက်ကစိတ်မနေပဲနဲ့ ဟပြဲဖြစ်နေတယ်ဆိုရင်ပြီးတော့ဖြစ်တဲ့နိုင်ငံတည်တည်လေးနာနေတဲ့သူ့ရဲ့နာကျင်နေတဲ့နာကျင်မှုရဲ့ပမာဏအတိုင်းအစားကရှိရမယ်ဖြစ်တဲ့နဲ့ဒါနာကျင်မှုထက်ကိုအစမတန်များပြားနေတယ်ဆိုရင်ဒံယာပတ်ချာလည်းမှာ ထုံလာပြီးတော့မှခတ်ထုံထုံဖြစ်လာပြီးတော့နာကျင်တာရာရဏမျိုးတွေသူတို့မသိတော့ဘူးဆိုရင်ကလေးအပြားတက်လာတယ်ဆိုရင်တဒောင်စစ်လက်ကောက်ဝေလက်စစ်တီပြီးတော့ဒူးစစ် တခါကွေစတဲ့ joint set ဒီမှာဖြစ်တယ်ဆိုရင်